1932ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့မေမျိုးငလင်အပီးနှစ်ပေါင်း100ကျော်အတွင်းအပြင်းဆုံးအဖြစ် Richter scale 9.8ရှိတဲ့အင်အားပြင်းငလင်တစ်ခုမြန်မာပြည်အလဲပိုင်းစကိုင်းဒေသကိုဗဟုပြုလှုပ်ခတ်ခဲ့တယ်လို့သိရပါဗျ။မလ28ရက်မိုးလယ်12နိုင်မိနစ်50ခန်းမှာအဆိုပါငလင်ကြီးလှုပ်ခတ်ခဲ့ရာရန်ကုန်မြို့မှာရှိတဲ့အထက်မြင့်တိုက်တွေမှာနေထိုင်သူတွေပြေးဆင်းခဲ့ကြရတယ်လို့ရန်ကုန်မြို့ကတချို့ကပြောပါဗျ။ရထားတဲ့ကားတော်ရှေ့နောက်ရင်းထိုးသွားတယ်။အချိန်ကတော်တော်ကြာတယ်။10မိနစ်ကျော်လောက်ကြာတယ်။ ်ညင်းကြီးတော်တလောက်တိတာတာအထက်မြင့်တိုက်တွေဆိုတိတိတာတာဖြစ်လိမ့်မယ်လို့ရန်ကုန်မြို့ကန်တဦးကပြောပါရယ်ငလင်လုခတ်မှုကိုတိတိတာတာခန်းစားခဲ့ရပြီးအထက်မြင့်တိုက်တွေမှာနေထိုင်သူတို့ဆင်းပြေးလာတာကိုမြင်တွေ့ခဲ့ရတယ်လို့တောင်းကလာပါမြို့နယ်မှာနေထိုင်သူတဦးကပြောပါရယ်အကုံဆင်းပြေးလာတာကိုတွေ့တယ်လှုပ်တဲ့အချိန်ကလည်းတော်တော်ကြာတော့အကုံဆင်းပြေးလာတယ်လို့တောင်းကလာပါမြို့နယ်မှာနေထိုင်သူတဦးကပြောပါရယ် အင်အားပြင်းကလင်းကြောင့်တောင်ကုန်းမြို့မှာရှိတဲ့ဝေလူဝံကျောင်းပြိုကျပြီးစစ်ပေးဆောင်ကလင်းငါဦးသေဆုံးကကိုရင်တပါပြန်လုံတော်မူခဲ့တယ်လို့သိရပါဗျ။ငလင်းကျောင်းအဆိုပါကျောင်းမှာရှိတဲ့စစ်ပေးဆောင်ကလင်း20ကျော်ပိတ်မိခဲ့တဲ့အတွက်ပရိဟိတအသင်းတွေကရှာဖွေခဲ့ရာအခုလိုကလင်းငယ်တွေသေဆုံးတာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပိမိတဲ့ကလေး20တဲကကလေး9ယောက်နဲ့ကိုရင်တပားကိုတေးဆုံးလျက်တွေ့တယ်။ကြိုကြတဲ့နေရာတွေကိုတော့အကုန်လုံးကိုရှာပြီးသွားပြီးထပ်တော့မတွေ့သေးဘူး။ထိခိုက်တေးဆုံးတာကတော့ခုနပြောတဲ့စင်ရင်မဲရှိသေးတယ်။ရှာတာကတော့ကုန်တလောက်ရှိသွားပြီးကျန်တဲ့ကလေးတွေကတခြားနေရာတွေများရောက်နေလားမသိဘူးလို့ Save the Tree လူမှုကွန်ရက်အသင်းကတာဝန်ရှိသူတအုပ်ကပြောပါရတယ်။ Rista Scale 9.8အဆင့်ရှိတဲ့အင်အားပြင်းကလင်းတဲ့အပြင်းထန်ခန်းစားခဲ့ရတဲ့မန္တလေးနဲ့စကိုင်းတို့မှာ ကုညီကယ်ဆယ်ရေးတွေလိုအပ်နေတယ်လို့သိရပါဗျ။မန္တလေးနဲ့စကိုင်းတို့မှာကုညီကယ်ဆယ်ရေးတွေလိုအပ်နေပြီးမန္တလေးမှာရှိတဲ့လက်ဖက်ဆိုင်ပြိုကျပြီးလူ80ခန့်ပိတ်မိခဲ့ပြီးစကိုင်းအင်းဝဒရာဟောင်းလည်းပြိုကျခဲ့တယ်လို့သိရပါဗျ။မန္တလေးနဲ့စကိုင်းမှာကုညီကယ်ဆယ်ရေးတွေလိုအပ်နေတယ်လို့ဒေသခံတွေကပြောပါဗျ။ မလေးမြို့မှာ12:48မိနစ်မှာပြင်းပြင်းထန်ထန်ငလင်းနှုတ်သွားပါတယ်မျိုးနဲ့အစာအုပ်ပြိုကျမှုပျက်စီးမှုတော်တော်များတယ်ထိခိုက်ဒဏ်ရာရတာလူသေးဆုံးတာတွေလည်းရှိပါတယ်ကုညီကယ်ဆယ်ရေးတွေလိုအပ်နေပါတယ်လို့မန္တလေးမြို့ကန်တအုပ်ကပြောပါတယ်ဒါပြင်အင်အားပြင်းငလင်းကြောင့်စကိုင်းတရာဟောင်းကျိုးကျပျက်စီးပြီးမန္တလေးမှာလည်းတိုက်တချို့ပြိုကျခဲ့ပါတယ်မန္တလေးတိုင်းဒေသကြီးတရဲဦးမြို့နယ်မှာငလင်းကြောင့်နေတချို့ပြိုကျခဲ့ပြီးအမျိုးသမီးငယ်တအုပ်သေဆုံးခဲ့တယ်လို့သိရပါတယ်ဒါပြင်မဟာအောင်မြေမြို့နယ်မှာရှိတဲ့ နှစ်ထက်တွဲလဖိရေဆိုင်မှာငလင်ကြောင့်ပြိုကျခဲ့ပြီးလူ80ခန့်ပိတ်မိနေခဲ့တယ်လို့သိရပါဗျ။မောင်အောင်မြို့နယ်58လမ်းနဲ့38လမ်းထောက်မှာရှိတဲ့နှစ်ထက်တွဲလဖိရေဆိုင်ပြိုကျမှုအတွင်းဆိုင်ကိုလာရောက်စားသုံးသူလူ80ခန့်ပိတ်မိနေပြီးလက်တလုံးမှာ၄ဦးခန့်သာကဲထုတ်နိုင်သေးတဲ့အခြေအနေမှာရှိတယ်လို့11 Media Group ရဲ့မန္တလေးအခြေဆိုင်သတင်းတောက်ကသတင်းပေးပို့ပါဗျ။ငလင်ရဲ့နောက်ဆက်တွဲထိခိုက်ပျက်စီးမှုနဲ့ပတ်သက်ပြီး မန္တလေးဟာအခုဖြစ်စဉ်မှာအဆိုးဆုံးဖြစ်စဉ်တွေမှာပါဝင်ပြီးလူများစွာထိခိုက်ဒဏ်ရာရနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။မလ28ရက်12နိုင်မိနစ်50ခန်းကမြန်မာနိုင်ငံအလဲပိုင်းစကိုင်းမြို့အနီးမှာဗဟိုပြုပြီး Richter scale 9.8ပြင်ရရှိတဲ့ငလျင်လှုပ်ခတ်ခဲ့ကြောင်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ထားပြီးရှောက်ဖွေကိစ္စရေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။ Richter scale 9ကျော်တဲ့အင်အားပြင်းငလျင်ကြောင်းအောင်မန်းမြို့မှာရှိတဲ့ ဟိုတယ်အောင်မန်းပြိုကျခဲ့ပြီးလူတချို့ပိတ်မိနေခဲ့တယ်လို့ဒေသခံတအုပ်ကပြောပါရယ်။ငလင်ကျောင်းပြိုသွားတာအခုပဲဟိုတယ်အောင်မန်းအထဲမှာလူတွေပိတ်နေတယ်လို့ပြောတယ်။ကယ်ဆယ်ရေးလုံးနေကြတယ်လို့ဒေသခံတအုပ်ကပြောပါရယ်။ဒါပြင်အင်အားပြင်းငလင်ကျောင်းလျှက်စစ်မီနဲ့ဖုန်းလိုင်းတွေလည်းရန်ကုန်မြို့မှာပြတ်တောက်ခဲ့တယ်လို့သိရပါရယ်။မလ28ရက်မော်လယ်12မိနစ်50ခန်းကမြန်မာနိုင်ငံအလဲပိုင်းမန္တလေးနဲ့စကိုင်းကိုဗဟိုပြုလှုပ်ခတ်ဖွယ်ရှိတဲ့ငလင်ကျောင်း ဒါအစနစ်အတွင်းအပြည့်ဖြစ်ပေါ်ပြီး system breakdown ဖြစ်တာကြောင့်လိုင်မြို့နယ်အတွင်းရက်ကွက်တွေအလုံးမှရှိတဲ့နေရာတွေတအားပြတ်တောက်နေကြောင်းခမန်းချိန်၄နာရီခန့်ကြာမြင့်နိုင်ကြောင်းလိုင် EPC ကသတင်းထုတ်ပြန်ထားပါတယ်။အလားတူတာကေတာမြို့နယ်မှာရှိတဲ့လျှက်စစ်ဝန်ထမ်းတအုပ်ကလည်းငလင်မလုတ်ခင်ကမီးလာတယ်။အလဲကျစနစ်နဲ့ပေးလို့ရသေးတယ်။ငလင်လှုပ်ပြီးတဲ့နောက်မီးကပြတ်သွားတယ်။ဘယ်တော့မီးပြန်ရမလဲမပြောနိုင်သေးဘူးလို့ပြောပါရယ်။ဒါပြင်ငလင်လှုပ်ခတ်မှုအပြီးမှာဖုန်းလိုင်းပြတ်တောက်တာနဲ့ဆက်သွယ်လို့မရတာတွေဖြစ်ပေါ်ခဲ့ပါရယ်။ဖုန်းကအင်တာနက်ပင်ရတယ်။ ဖုန်းလိုင်းကခေါ်ရမရဘူးတခြားသူတွေလည်းဖြစ်တယ်ရတဲ့သူတွေလည်းရတယ်ဆိုပေမဲ့အများစုဆက်သွယ်လို့မရဘူးလို့ရန်ကုန်မြို့ကန်တူကပြောပါရယ်မန္တလေးနေပြည်တော်စကိုင်းတို့မှာရှိတဲ့ဆေးရုံတွေမှာငလင်တန်ကြောင့်ဒဏ်ရာရလူနာများပြားနေပြီးသွေးလူရှင်တွေလိုအပ်နေကြောင်းနောက်ဆက်ကပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကပြောပါရယ်မန္တလေးနေပြည်တော်စကိုင်းမှာရှိတဲ့ဆေးရုံတွေမှာငလင်တန်ကြောင့်ဒဏ်ရာရလူနာတွေများပြားနေပါရယ်အဲ့ဒီမှာသွေးလူအပ်ချက်လည်းများပြားပါရယ်သွေးလူရှင်တွေမန္တလေးနေပြည်တော်စကိုင်းဒေသမှာရှိတဲ့ ဆေးရုံတွေနဲ့ဆက်သွယ်ကုသိုလ်ပြုပေးကြဖို့မြစ်တာရက်ခံပါတယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်။လက်ရှိမှာနာဆကဥက္ကဋ္ဌဟာနေပြည်တော်ကရင်တထောင်ဆေးရုံကိုတွားရောက်ပြီးငလင်တန်းကြောင့်ဒဏ်ရာရရှိခဲ့တဲ့သူနာတွေကိုတွားရောက်ကြည့်ရှုနေတယ်လို့သိရပါတယ်။ငလင်တန်းကြောင့် နေပြည်တော်အမြန်လန်းနေရအများစုမှာလမ်းပြက်ဆီးမှုတွေဖြစ်ပေါ်ပြီးဘော်တော်ရေတချို့တိမ်းမောက်ခဲ့ကြောင်းနေပြည်တော်အမြန်လန်းမှာရောက်ရှိနေသူတချို့ကပြောပါရယ်အင်အားပြင်းကလင်းကြောင်းအမြန်လန်းမှာကြီး188မိုင်9ဖာလုံးမှာရှိတဲ့တံတားငယ်ဒဇင်အပ်သွားခဲ့ပြီးဘော်တော်ရင်တွေသွာလာလို့မရတာကြောင့်အောက်ဖက်လမ်းကနေပတ်ပြီးခီးဆက်ခဲ့ရတယ်လို့ခီးသွားတဲ့ဦးကပြောပါရယ်ဒါအပြင်အမြန်လမ်းမကြီးမိုင်တိုင်း362မှာလမ်းပိုင်းပြန်စည်းခဲ့တာကိုတွေ့ရှိခဲ့ရကြောင်းလည်းခီးသွားတဲ့ဦးကပြောပါရယ် နေပြည်တော်ကိုသွားရောက်ခဲ့တဲ့ခေသွားတအူးကလည်းဒီနေ့12:45မိနစ်လောက်ကနေနေပြည်တော်ကပြန်လာတာမိုင်တိုင်142နာအရောက်မှာကျွန်တော်မောင်းလာတဲ့ကားကရုတ်တရက်လုံလိမ့်သွားလို့ကားကိုမနေထိန်းလိုက်ရပါတယ်။မောင်းလာတာကပုံမှန်ကီလို100ဝန်းကျင်မှာပဲ။ကားကိုအချိန်ချော့ပြီးတက်နေတဲ့လောက်ထိန်းပေမဲ့ကားကအန္တရာယ်ဖြစ်လောက်တဲ့အထိဘေးပယ်ညာကိုလုံလိမ့်နေတာမို့ဘေးကိုချရက်ဖို့စူးစမ်းရပါတယ်။ ဘေးကိုချရက်ပြီးမှပဲလမ်းမကြီးဘေးကတစ်ပင်တွေရောကိုကားပါလူးလိမ့်နေမှငလင်လှုပ်နေတာကိုသတိထားမိတယ်။ကိုလိုပဲကားတွေအကုန်လုံးဘေးချရက်ထားရတယ်။တချို့တွေဆိုအတော်ကြီးကိုစိုးရိမ်နေကြတာပါ။မောင်းလာတာကီလိုများနေရင်ကားတော်မှောက်သွားနိုင်ပါတယ်။ဒီရက်ပိုင်းငလင်လှုပ်လေးရှိတာမို့အမြန်လန်းကိုခေးသွားနေကြတဲ့ကျွန်တော်မိတ်ဆွေတွေသတိထားနိုင်ကြဖို့ပါ။ မိုင်းတိုင်138နာကတရားပြက်စီမှုရှိပါတယ်။တရားရဲ့လမ်းမခုံးသားတွေနှိမ့်ကျသွားပါတယ်လို့ပြောပါတယ်။စကိုင်းမြို့ကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ Restar Scale 9.8အဆင့်ရှိတဲ့အင်အားပြင်းကလင်းလှုပ်ခတ်မှုကြောင့်မန္တလေးနဲ့နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှာထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။အင်အားပြင်းကလင်းကြောင့်မန္တလေးလေဆိပ်အဆောက်အုံအတွင်းပိုင်းမှာရှိတဲ့မျက်နှာချက်တွေပြိုကျတာအဆောက်အုံထိခိုက်ပျက်စီးမှုတချို့ရှိခဲ့တယ်လို့သိရပါတယ်။ ။ဓာပြင်ကလေးလုံးနေစဉ်အတွင်းလင်းရင်စည်းခီးတဲ့တွေလေစိတ်အဆောင်အုံကနေဝေးရကိုထွက်ပြေးရပြီးဘေးကင်းလုံခြုံရေးအတွက်လင်းရင်ပြင်းလန့်အနီးမှာစုရက်ပြီးဆောင်ဆိုင်မှုတွေရှိခဲ့ပြီးလင်းရင်ခီးစဉ်တွေလည်းရွှေ့ဆိုင်းခဲ့ရတယ်လို့သိရပါဗျ။ဓာပြင်းနေပြီးတော့ပြည်ပြည်ဆိုင်ရာလေဆိပ်မှလည်းငလင်ကြောင့်ထိခိုက်ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့သိရပါဗျ။ကနအူးစုံစမ်းသိရှိရတဲ့သတင်းတွေအရနေပြီးတော့လေဆိပ်မှရှိတဲ့တာဝါတိုင်းပြိုကျမှုရှိခဲ့ပြီးလေကြောင်းထိန်းဝင်တဲ့တချို့ထိခိုက်သေးဆုံးမှုရှိတယ်လို့သိရပါဗျ။